မင်္ဂလာပါကျွန်တော်ကတော့ကျော်စင်တက်မှာဒီ Alien Redance Band ရဲ့ founder ပြီးတော့ vocalist ပြီးတော့တခါလေကြာရင်လည်း guitar ဝင်တီးပါတယ်မင်္ဂလာပါကျွန်တော်ကတော့အဆိုပေါ့နော်အဆိုနေတီပါအဲကျွန်တော်တို့ဒီ Alien Redance Band မှာပဲကျွန်တော်တို့အဲ့လိုတီးကြတယ်ဆိုကြတယ် လောက်ကြရတယ်ကောကျွန်တော်တနစ်ခွဲလောက်ဖြစ်သွားရင်နော်မင်္ဂလာပါကျွန်တော်နာမည်အာဂါကျော်ပါအဲကျွန်တော်ဒီဘန်မှာဒီ Alien Redance မှာကျွန်တော် drummer ပါ founder နဲ့ drummer ပါကိုယ့်ရဲ့ band name လေးက unique လေးဖြစ်ချင်တယ်ဆိုတော့အဲ့ဒါနဲ့ဝိုင်းစဉ်းစားကြရင်လည်းပမာ Alien ပေါ့အဲ Alien ဆိုရင်အဂျိုသားတွေပေါ့ဂျိုသားတွေဂျိုသားကြီးပဲဆိုလည်းမမိုက်ဘူးပေါ့အဲနောက်ထပ်ထပ်ပြီးစဉ်းစားကြရင်လည်းအဲ့ဒါနဲ့ဂျိုသားတွေမရှိတာကောင်းတယ်ကွာလို့ဒီမှာလို့ငါတို့ဒီမှာကိုယ့်ဘက်ကိုပဲအဲ့စစ်ဖြုတ်လို့ရရတယ်အဲ့ဒါနဲ့စနောက်ပြီးပြောနေရင်လည်းအဲ့ဒီ returns ဆိုတဲ့စလုံးလေးပေါ့နော်အိတ်ကောင်လေးကိုကြိုက်တာ ਨੇ အဲ့ဒါနဲ့ alien returns ပေးမယ်ကွာဆိုပြီးတော့ချပြကြရင်လည်းကျွန်တော် band name ကတော့အဲ့လိုလေးပဲအမည်တွင်သွားတာပေါ့ဒီလို music နဲ့ပတ်သက်ပြီးတော့ဒီလိုကျွန်တော်တချင်းလေးစုံနေရတာပဲဖြစ်ဖြစ်တီးနေရတာပဲဖြစ်ဖြစ်ねကျွန်တော်အဲ့လိုဝင်ဝင်ရနိုင်နေဆိုရင်ဟိုကျွန်တော်တို့ပို့ပြီးတော့လည်း freedom လည်းဖြစ်တယ်ကိုယ်ပါနာပါတာလုပ်ရင်လည်းအဆင်ရှားတာဆိုတော့ဟိုဒါကလည်းဟိုတမားအစည်းအဝါကြရတယ်လို့ထင်လို့ကျွန်တော်ကတော့ဒီအဲ့လိုစဉ်းစားမိပြီး bar life ကိုဝင်ခဲ့တာပေါ့နော် ကျွန်တော်နာမည်ဥမောင်မောင်စိုးပါကျွန်တော်ကီးဘုတ်တီပါတယ်ကျွန်တော်ကတော့ဒီဆုံးတော့တော်တော်ဆုံးပါတယ်အသက်လည်းကြီးပြီဆိုတော့လေတိုင်းလေဆိုရင်ဝမ်းမဲလည်းတည်တယ်ဖူးမဲလည်းတည်တယ် professional လည်းတည်ခဲ့တယ်အမျိုးမျိုးပေါ့နော်အခုလို့ကျော်စင်သားဒါ तू ကသူ့ကိုကျွန်လေးစားလို့သူ့ဝိုင်းမှာတည်တယ် तू ကတူဝိုင်းကောင်းဆောင် तू ကကျွန်တော်ကိုဒီမှာအခုဒီဘားတွေမှာတည်ဖို့ခေါ်တော့ ကျွန်တော်သူ့လေးစားလို့ကျွန်တော်တခြားဝိုင်းတွေဖြတ်ပြီးတော့ဒီမှာလာတီးပေးဒါပေမဲ့အခုခေတ်ကလေးတွေကိုပြောချင်တာပေါ့နော်အခုဆက်ကြောတဲ့ကလေးတွေအခုဟိုလူငယ်လေးတွေကနှုတ်ပိုင်းဆံမှာအားနေကြကျွန်တော်ငယ်တော့ဆိုနှုတ်ကိုပုတ်ပလန်အဲ့တိုင်းတီးရပေါ့နော်ကလေးတွေကဒါမဲ့ကြိုးစားတီးကြပါဒါမဲ့နှုတ်ပိုင်းဆံမှာအားနေကြပါကလေးတွေက ID ဘိုင်းနေပါအရန်တော်တယ်ဒါမဲ့နှုတ်နှုတ်အဆင်းဖတ်တဲ့အချိန်မှာသူတို့က ဥမာတပားနှစ်ပားဆိုကယူမဆက်ဘူးနော်အဲ့တော့ကလေးတွေကနှုတ်ပိုင်းဆရာမအားနေကြဘူးဒါပေမဲ့အခုတရတဲ့ဝိုင်းမှာတော့တိုးနေအဆင်ပြေပါတယ်မင်္ဂလာပါဟုတ်ဟန်နီလို့ခေါ်ပါတယ်အာခက်မှန်းချေဆိုလို့ရှိရင်တော့နှစ်နှစ်ကျော်သုံးနှစ်ဝင်းစင်လောက်တော့ရှိပြီပေါ့ဟုတ်အော်ဟန်နီကအရင်တုန်းကမယ်လိုဒီဝေါ်မှာပြိုင်ဘူးတယ်ဟွာ2018 2019 2019မယ်လိုဒီဝေါ် top 10ပေါ့နော်အဲ့မှာပြိုင်ဘူးရရှင်ဒီတချင်းဆိုတာအရန်ဝတနာပါလို့ဆိုပြီးတော့ဒီခင်ရတဲ့အခုတယောက်ကနေပြီးတော့ချိတ်ဆက်ပြီးတော့ဒီ emblem log ရဲဟို ဆပြီးတော့မှဝင်ပြီးတော့ဆိုဖြစ်တာအခုချိန်ထိပါပဲဟုတ်မှန်ပါပါအာကျွန်တော်နာမည်ချမ်းမြေသူအာကျွန်တော်ကအဲဂလစ်ကတာတီးရပါတော့ဒီမှာလည်းအခုနောက်ပိုင်းကျတော့ကျွန်တော်ဒီမှာဘားတွေဟာဖြစ်တော့ဒီမှာဘော်ဒါတွေအခုဆိုလဲဒီမှာစတော်စင်တန်းတို့ကသူအရင်ကဘော်ဒါတွေဆိုတော့သူတို့ဟာဖြစ်တော့လာជីပေးတာပေါ့အဲ့လိုပေါ့ជីပေးတယ်ဒါပြောဖို့ကောင်းပါတယ်ကိုဗစ်တွေလော့ဒ်ဒေါင်းကျပြီးတော့နည်းနည်းဟိုကြံပြီးဆွတ်လို့ရတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဘားလေးစားဖွင့်တဲ့အချိန်မှာကျွန်တော်လည်းအလုပ်တွေအဲ့အချိန်ကအလုပ်တွေကမရှိတာလေ ငယ်ရင်းတက်ကတီးမလားဆိုတော့လည်းအဲ့ဒါနဲ့တီးပြစ်သွားတာပေါ့ဘာစပြီးအဲ့မှာတီးပြစ်သွားတာကောင်းချင်းစိုးချင်းရပေါ့အဲ့မအစိုးနဲ့ကောင်းတော့တွန်တွဲနေတာပေါ့နော်ကျွန်တော်ဂီတာသမားလေးဆိုတော့ခါလေးကြတော့လေဟိုလိုလေးပျော်တယ်ပျော်တယ်ပျော်တဲ့ခါလည်းရှိတယ်ကောင်းတဲ့ party လည်းရှိတယ်မိတ်ဆွေတစ်တစ်တိုးတယ်အဲ့လိုမျိုးတစ်ခုပေါ့တစ်ခုရဲ့အခုချိန်တွေနဲ့ကိုရက်တွေနဲ့အဲ့လိုရတယ် sign နေပါရင်လည်းခင်ရတယ်အဲ့လိုမြင်ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုတွေလက်ရှိပါတယ်နောက်တစ်ခုကဟိုလိုပေါ့နော်တခုလဲခံစားချက်တခုလဲရှိတာပေါ့နော်အာကိုသချင်းကိုပဲဆိုကျင်တာပေါ့ခါကြရင်တိလားအဲ့လိုစိတ်လေးတော့ဖြစ်တာပေါ့ အဲကိုသချင်းကိုပဲတီးပြီးတော့အဲ့လိုမျိုးလုပ်ရှင်တာဒါပေမဲ့အဲ့လိုပေါ့နော်သူများတချင်းတွေကိုရရဲ့ဟိုပြရတဲ့တချင်းတွေနဲ့အဲ့လိုမျိုးသက်ဆိုင်ရှာနေရတဲ့ပုံစံမျိုးလေးဖြစ်တာတော့တခုတော့ရှိတာပေါ့နော်ကိုရအဲဒါတော့ကိုရဲ့ personal feeling ပါဒါတော့ဒီလား personal feeling ပေါ့ဒါပေမဲ့ခြုံကြည့်တော့ကျတော့ဘယ်လိုလဲဆိုတော့အဲ့လိုမျိုးဒီနဲ့တမျိုးမှုပါတမျိုးစီပါပဲကျွန်တော်တို့ကတော့ဂီတသမားဆိုတော့တီးနေစုံရရင်ကိုပျော်နေလူတွေဆိုတော့ဒီတဲ့အတိုင်းပျော်ပါတယ်ကျွန်တော်စင်ကြည်တယ်စိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်